Hello အားလုံးပဲမင်္ဂလာပါ အခုကတော့ဒီအင်္ဂလန်ရဲ့မြောက်ဘက်ပိုင်းမှာရှိတဲ့ Northumberland region ထဲက Holy Island ဆိုတဲ့ကျွန်းကလေးကို road trip သွားလည်နေတာပဲဖြစ်ပါတယ် Holy Island လေးကိုရောက်ဖို့ Newcastle ကနေကမောင်းရင်တနအီလောက်မောင်းရတယ်ပေါ့နော်ပြီးတော့ဒီကိုရောက်ဖို့ကဆိုလို့ရှိရင်ပေါ့လေဒီနေရာကကျွန်းဖြစ်တဲ့အတွက်ကြောင့်ရေကြတဲ့အချိန်ပဲလာလေလို့ရတယ်အဲခုန map မှာဆိုလို့ရှိရင် Trailer map မှာရေပြင်ကြီးလို့ဖြစ်နေတာကိုကဒီရေကြတဲ့အချိန်မှာလာလေတာဖြစ်တဲ့အတွက်ကြောင့်ဒီဘေးကတော့လုံးဝနုံးမြေကြီးဖြစ်နေတာပေါ့နော်ရေကြလားရေတက်လားဆိုတဲ့ဟာတွေကိုတော့ Holy Island ရဲ့ official website မှာ tide schedule ကိုကြည့်ပြီးတော့လာလေရတာဖြစ်ပါတယ် This isn't how it's supposed to be. Wish you stay. ဟိုလီအိုင်လန်ကကမောင်းပြီးတော့လာမှပဲအဆင်ပြေမယ်လို့ကိုထင်ပါတယ်ဘတ်ကားတွေလည်းမရဘူးပေါ့နော်နောက်ပြီးတော့သူ့မှာလေလမ်းအရန်ကျင်းသွားပြီးကားတစ်စီးစာပဲဖြတ်သွားတဲ့နေရာလေးရှိပါတယ်အဲအခုမြင်ရတဲ့နေရာလေးပေါ့နော်ကားလေးတွေကအချင်းချင်းစောင့်ပေးရတယ်အဲအိုင်နာလေးမှာတော့တစ်စီးစာပဲဖြတ်ပြီးတော့သွားရတာဖြစ်ပါတယ် ကားပါကင်ကတော့အချို့လဲဒီ Holy Island ကိုမရောက်ခင်လမ်းဘေးတွေမှာခြာရက်ကြပေမဲ့ကိုကတော့ဒီ Holy Island မှာရှိရဲ Chair and Car Park မှာတွားရက်ခဲ့ပါတယ်။အဲ့မှာလဲအခုမြင်ရတဲ့ပုံပေါ်မှာရေတက်မဲ့ရေကျမဲ့အချိန်တွေကိုရေးပေးထားတယ်။အဲအချိန်မီပြန်လို့ရအောင်ပေါ့လေ။ဒီ Car Park ကနည်းနည်းတော့ဈေးကြီးတယ်။သူကအဲတနေ့ကုန်ဆိုရင်10ပေါင်၊9နာရီဆိုရင်8.5ပေါင်ပေးရပါတယ်။ ဟိုလီအလန်ကိုရောက်ရောက်ချင်းတောလဲပြတဲ့နေရာကတော့ Lindis Fan Castle ပါ။အဲဒီ castle ကိုရောက်ဖို့တော့လေကားပါကင်ကနေပြီးတော့အခုလိုမျိုးအဲမြို့ရဲလေးကို ဖြတ်သွားရသေးတယ်။ဖြတ်သွားပြီးတော့အဲနာယူဝက်လောက်လာမသိဘူးလမ်းလျှောက်တော့မှရောက်တာပေါ့လေ။ဒီ Lindis Fan Castle ကိုမရောက်ခင်မှာတော့အခုပြင်ရတဲ့ရေခဲမုတ်ဆိုင်လေးတွေမုတ်ဆိုင်လေးတွေနည်းနည်းရှိပါတယ်။အခုဆိုရင်တော့စပြီးတော့ castle ရဲ့အမှုလေးကိုစမြင်နေရပြီပေါ့လေ။ another rainy ကာဆယ်ကိုရောက်ဖို့လမ်းလျှောက်ရတယ်ဆိုပေမဲ့ပေါ့နော်ဒီလျှောက်ရတဲ့လမ်းတောက်လျှောက်ကအရှုပ်ပြင်းနေတာတအားပါရပြီးတအားလှတယ်ပေါ့နော်နောက်ပြီးတော့သူကလေဒီကန်ဆယ်တောက်လျှောက်မှာလမ်းဖောက်ပေးထားတာဖြစ်ပြီးတဲ့အခါကျတော့ဒီလမ်းတောက်လျှောက်မှာကလည်းသူကထိုင်ကုန်လေးတွေအများကြီးလုပ်ပေးထားတယ်အဲ့အခါကျတော့ကိုပတ်တာကိုအေးစစ်စစ်လေးလမ်းလျှောက်လိုက်ရှုပ်ပြင်းလေးတွေနဲ့တပ်ပုံရိုက်လိုက်နားကျင်ရင်လည်းထိုင်ကုန်လေးတွေမှာသွားနာလိုက်နေပေါ့နော် တော်တော်လေးစိတ်အပန်းဖြေစေလို့ကိုကတော့တော်တော်လေးကိုသဘောကျပါတယ် wish you stay ကိုလည်းရှုခင်းလေးကိုခံစားပြီးတော့အေးအေးဆေးဆေးလေးလမ်းလျှောက်လာလိုက်တာနောက်ဆုံးတော့ရောက်လာပြီပေါ့လေအရင်တော့တော့လေဟိုဟာ online ပုံလေးကိုကြည့်တော့ကကြတော့ဒီ Holy Island ဆိုတာအခုမြင်ရတဲ့ castle လေးကိုပဲပြောတယ်လို့ကိုကထင်ခဲ့တာပေါ့နော်အဲရေတက်လာရင်ဒီကုန်းကြီးအောက်ကနေရာတွေကရေမြုပ်သွားမယ်လို့ကိုထင်ထားတာအမှန်တကယ်တော့တကယ်တကယ်ကအဲ့လိုမဟုတ်ဘူးဒီတစ်ခုလုံးကကျွန်းကြီးပဲရေမြုပ်သွားတဲ့နေရာကအရှိမဟိုကားနဲ့ဖြတ်လာတယ်တနေရာပဲရှိမယ်လို့တော့ကိုကထင်တာပဲဒီနေရာကတော့ပုံမှန်တော့ရေမမြုပ်ပါဘူး won't forget a single thing ဒီနေရာလေးကလေအပြင်မှာတော်တော်လေးตายရတယ်ဒီနားလေးကဓပုံရိုက်ကြတယ်ပြီးတော့ဒီလမ်းတောက်လျှောက်လေးကလည်းလမ်းလျှောက်သွားလို့ရှိရင်လေတော်တော်လေးလှတယ်တခုပဲသူကလေမြောက်ဘက်မို့လို့လားတော့မပြောတတ်ဘူးလေတအားတိုက်တယ်ပေါ့နော်လေကလေအပြက်သက်ကိုတိုက်တယ်သပင်းလေးကိုဖလောင်ကျဲနေတာပဲပေါ့နော်အဲအဲ့တခုပဲနည်းနည်းစိတ်ညစ်ရတယ်ရာသီဥတုကကိုသွားတဲ့ရက်ကမစိုးပြောရမယ်အဲ့ဒါတော့မှလေတော်တော်တိုက်တာနဲ့ပေါ့နော်နည်းနည်းအေးတယ်ပဲပါပါတယ် ကာဆယ်ရဲကိုဝင်ကြည့်မယ်ဆိုလို့ရှိရင်တော့ဝင်ကြီးက73တသက်မှ9ပေါင်ပေးရပါတယ်။ဒီကာဆယ်ရဲ့ထူးခြားချက်ကတော့အရင်တော့16ရာစုနှစ်တုန်းကတော့သူကကာဆယ်အနေနဲ့တော့အသုံးပြုခဲ့တယ်။ဒါပေမဲ့19ရာစုနှစ်လောက်တဲ့ချိန်ကြတဲ့အခါကျတော့ Edward Hudson ဆိုတဲ့လူကဒီကာဆယ်ကိုဝယ်လိုက်ပြီးတော့သူ့ရဲ့ holiday home အနေနဲ့ renovate ပြန်လုပ်ပြီးတော့ပြန်ပြုပြင်ပြီးတော့စောက်ထားတယ်ပုံနော်။အဲ့ခါကျတော့အထဲက အခန်းလေးကိုဝင်ကြည့်ရတာအရင် ကာဆယ်တွေကိုဝင်ကြည့်ရတဲ့ file မျိုးမဟုတ်ပဲအိမ်တိမ်ကိုဝင်ကြည့်ရတဲ့ခန်းစားချက်မျိုးရတယ်ပေါ့နော်အဲဒီမှာအခန်းလေးအများကြီးရှိတယ်အိမ်ခန်းနေသမင်းစားပန်းခန်းနေပြီးတော့တို့အရင်တော့ငါအသုံးပြုခဲ့တဲ့အသုံးဆောင်ပစ္စည်းတွေကိုခင်းကျင်းပြသထားပါတယ် ဒီ view လေးကတော့ဒီကာဆယ်အပေါ်ဆုံးကနေပြီးတော့မြင်ရတဲ့ view ပေါ့နော်ဒီနေရာကနေကြည့်ရတဲ့ view ကလည်းအတော်လေးကိုလှပါတယ်တတော်လေးပါရလို့ကိုတော့အဲ့အပေါ်လေးမှာနည်းနည်းကြာကြာနေခဲ့ပါသေးတယ်အဲ့ တွေပြီးတော့ကိုလည်းကဆက်ပေါ်ကနေပြီးတော့ဆင်းလာပြီးတော့ကဆက်ရှေ့ဘက်ကိုဆက်သွားလိုက်လို့ရှိလို့ရှင်ပေါ့အရင်တုန်းကထုံးချောက်တွေကိုထုတ်ခဲ့တယ်အဲ့လိုမျိုးအဲဆက်ယုံလို့လို့ဂူလို့လို့နေရာမျိုးကြီးရှိရဲ့အဲထဲဝင်ကြည့်ရင်တော့အဲထဲမှာတော့ history နည်းနည်းပပရှိရဲ့ပြီးတော့အဲထဲမှာတော့ဒီထုံးချောက်တွင်းနေလို့မျိုးပေါ့နော် mind twin လို့ဟာမျိုးတွေလည်းတွားကြည့်လို့ရတယ်အဲထဲမှာတော့အများကြီးတော့မရှိပါဘူးအဲအဲ့ဒါတွေပြီးတဲ့အခါကျတော့ဘာမှမရှိတော့တာနဲ့ ကိုလည်းဒီကာဆယ်ကနေပြန်ခဲ့တယ်ဗောနော်ကာဆယ်ကနေပြန်ပြီးတော့အဲနောက်ထပ်သွားလဲပြတဲ့နေရာကတော့ဒီ Holy Island မှာရှိရဲ Lookout Tower ပေါ့နော်ဒီ Lookout Tower က Holy Island ရဲ့ဒီလိုကုန်းမြစ်တစ်ခုပေါ်မှာပဲတည်ရှိတာဖြစ်ပြီးတော့ပေါ့နော်ကားပါကင်နားမှာနဲ့သူကပုံနီးတယ်ပေါ့လေပြောရတဲ့အခါကျတော့ဒီ Lookout Tower ပေါ်ကနေကြည့်ရတဲ့ view တွေကတော်တော်လေးလဲလှတာမို့လို့ပြီးတော့ free လဲတက်ကြည့်လို့ရတာဖြစ်တဲ့အတွက်ကြောင့်ကိုကတော့အပေါ်ခဏတက်ပြီးတော့ကြည့်ခဲ့ပါသေးတယ် that we said lookout tower မှာကြည့်ပြီးွားတဲ့အခါကျတော့သူနဲ့နီးနီးလေးမှပဲရှိရဲ Lindis Van Priory ကိုသွားလည်ဖြစ်ပါတယ်။ခုမြင်ရတာက lookout tower ပေါ်ကနေပြီးတော့ Priory ကိုမြင်နေရတဲ့ view လေးပေါ့လေ။ ဒီ Lindisfarne Priory ကိုဝင်မယ်ဆိုလို့ရှိရင်ဝင်ကြီးကစက်တပောင်ပေးရပါတယ်။အဲထဲမှာတော့ remains ပဲကျန်နေဆိုပေမဲ့ပေါ့နော်။အဲကိုနားလည်လိုက်သလောက်ပြောပြရရင်ပေါ့လေဒီ Priory ကအရင်တော့ Monastery အနေနဲ့စပြီးတော့အဲစခဲ့ပြီးတော့ပေါ့နော် Christian Father အစဖြစ်တဲ့ပေါ့နော် Christian Father ဖြစ်လာပေါ်လာစေတဲ့အကြောင်းရင်းတွေကပါတဲ့ အအဆောက်အဦးတစ်ခုဖြစ်တဲ့အတွက်ကြောင့်ဒီအဆောက်အဦးရှိလို့ပဲကိုဒီ island ကို holy island လို့သူတို့ကခေါ်ခဲ့တယ်လို့ဆိုပါတယ်ကိုကတော့ christian ဘာသာဝင်လဲမဟုတ်တဲ့အခါကျတော့အအကြောင်းရင်းကိုတော့အရင်ကြီးတိတိကျကျကြီးနားမလည်လိုက်ပါဘူးကျောပေါ်ရောက်တယ်လို့ဒီနယ်လေးကတော်တော်လေးကိုတိုက်တာတော့ကောက်တော့ဒီနားကနေမြင်ရပါတယ် Holy Island နေပြန်လာပြီးတော့ကိုအဲ့အနီးနားအမျိုးတစ်ခုမှာအနည်းလေးစားတော့စားတယ်ရေခဲမုတ်စားတယ်အဲ့ဒါပြီးသွားတဲ့အခါကျတော့ဒီ Holy Island ကနေပြီးတော့မိနစ်30လောက်ဝေးတဲ့နေရာမှာရှိရဲ့ဒီ Pembroke Castle ကိုသွားလည်ဖြစ်တယ်ပေါ့နော်အဲ့မဲ့ဒီ Pembroke Castle က၄နာရီခွဲဆိုရင် animation ကပိတ်တာပေါ့လေကိုကအဲ့လို၄နာရီခွဲကန်နေလောက်မှရောက်တော့သူတို့ကပေးအထဲကိုပေးမဝင်တော့တာနဲ့ကိုလည်းအပြင်ကပဲတပုံလေးတွေပဲလက်ပတ်ပြီးရောရိုက်ပြီးတော့ပေါ့နော်အဲပြန်လာခဲ့ပါတယ် ဒီဘန်ပရက်ကာဆယ်ကနေလေအောက်ကိုဆင်းသွားလိုက်လို့ရှိလို့ရှင်သူက beach စီကိုရောက်သွားလိမ့်မယ်ပေါ့เนาะအဲကိုကတော့ဆင်းရတာလဲနည်းနည်းလေးတော်တော်လေးဆင်းရတာဖြစ်ပြီးရဲ့ခါကြတော့အဲအနေကုန်လဲရှောက်လဲရတာပြပန်းလာပြီးဖြစ်တဲ့အတွက်ကြောင့် new castle ကိုပဲပြန်ပြီးတော့မြို့ရဲကရှိတဲ့ဂျပန်ဆိုင်တစ်ခုမှာပဲညနေစာစားပြီးကိုရဲ့ road trip လေးကိုအဆုံးသတ်ခဲ့ပါတယ်ရှင် နောက်ထပ်ဗီဒီယိုလေးတွေကိုကြည့်ကြတယ်ဆိုရင်တော့ကိုယ့်ရဲ့ channel လေးကို like and subscribe လုပ်ပေးထားကြပါနောက်ထပ်ဗီဒီယိုလေးတွေမှာလည်းတင်ပြချင်ပါတယ်အားလုံးပဲတတ်တာ goodbye too soon